မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်မိဘပြည်သူများရှင်ကျမတို့ Prime Media ဟာဆိုရင်ဒီမုတ်ကိုရဲဒီမှာအကောင့်လေးတွေဖွင့်ထားပါရှင် YouTube မှာဆိုရင်လည်း Prime Media မြန်မာနာမည်နဲ့အကောင့်တစ်ခု Sniper Soup Official နာမည်နဲ့အကောင့်တစ်ခုဖြစ်ပါရှင် TikTok မှာဆိုလည်းဒီလိုပါပဲ Prime Media နာမည်နဲ့တစ်ခု Sniper Soup နဲ့တစ်ခု Telegram မှာလည်း Tony တကောင်းပါပဲရှင်ဒါကြောင့်ကျမတို့ channel ပေါ့နော်အစစ်အမှန်အသုံးပြုတဲ့ဟာလေးတွေကိုကျမတို့ Telegram channel မှာအများအားဖြင့်ညင်ညာပေးပါရရှင့် လင့်နေချပေးရကြတော့ Telegram မှာပို့ပြီးတော့အဆင်ပြေတဲ့အတွက်အဲ့ဒီမှာနေ့စဉ်နေ့တိုင်းကြညာပေးနေပါဗါးအကောင့်တူတွေလည်းရှိရတဲ့အတွက်မိဘပြည်သူများသတိထားဆင်နေနိုင်ဖို့အတွက်ဖြစ်ပါရရှင့်ဒါကြောင့်ကျွန်တော်တို့မီဒီယာအနေနဲ့ပေါ့နော်ခါကြအကောင့်လေးတွေပြက်တာပါညာလည်းဖြစ်တတ်ပါရရှင့်ဒီခါမှာအစ်စ်ကိုပြန်ပြီးကြညာပေးနိုင်ဖို့အတွက်ကို Telegram Channel လေးကို Join ထားပေးကြပါရှင့်ဆမဒီနေ့သတင်းကောင်းလေးတစ်ခုအရင်ဆုံးပြောမယ်ပေါ့နော်အဲ့ဒီသတင်းကောင်းလေးကနေပြီးတော့ကျမတို့မစမ်းသမ်းမိတဲ့အချက်လေးတစ်ခုကိုလည်းဆွဲထုတ်ပြီးတော့ကျမတင်ပြပေးကြပါမယ် ဲ့တရင်ကောင်းလေးကပါလဲဆိုတော့ချမ်းဟီဖနက်ဆက်ရုံမှာဖြစ်သွားခဲ့ကိစ္စပေါ့နော်တနေ့လောကတောင်းတထောင်ကိစ္စလေးရာဆိုရင်ပြေလည်သွားခဲ့ပါပြီရှင်အဲ့လိုပြေလည်သွားတဲ့အတွက်လည်းကျွန်တော်တို့အင်မတန်ဝမ်းသာပါတယ်ရှင် ODJ တွေထောက်ပံ့ကြီးတွေတိုးမြှင့်ပေးပြီးတော့နိုင်ငံဥစ္စာပေါ့နိုင်ငံတော်နဲ့ပေါ့နော်ညှိနှိုင်းပေးရခါမှာကုမ္ပဏီကလုပ်ပေးလိုက်တာဖြစ်ပါတယ်ရှင်ဒါပေမဲ့နောက်တစ်ခုကပါလဲဆိုတော့ဒီအတ္တိတဖနက်ထုတ်တဲ့ကုမ္ပဏီနောက်တစ်ခုကပဲနောက်ထပ်ဆက်ရုံတစ်ခုကပဲအခုဆန္ဒပြနေရဲ့ရှင့်ဆန္ဒပြတဲ့အခါမှာသူတို့တောင်းဆိုတာကနေ့စဉ်ပေါ့နော်တပေါင်းွယ်တဲ့အခုကတောင်းတစ်ထောင်အစဉ်ပြေသွားတော့တပေါင်းွယ်ရဖို့အတွက်စူးစမ်းတာလားပါလားတော့ကျွန်မလည်းမသိဘူးပေါ့နော် အဲ့လိုတော့ရှိပါတယ်ဒီတော့ကျွန်မမနေ့ကဆိုလဲအဲ့အကြောင်းလေးလည်းတရားတင်ဆက်ခဲ့ပါတယ်ဒီလိုပြဿနာဖြစ်ရခြင်းအကြောင်းရင်းဟာကျွန်မတို့မှာ2018ခရီးကပြဋ္ဌာန်းခဲ့တဲ့အခြေခံလုံအားခါကိုနှစ်နှစ်တစ်ချိန်တိုးမြင့်ရမယ့်ကိစ္စမှာပြတ်ကွက်ခဲ့တဲ့အတွက်ရှင့်ဒါကြောင့်ဒီလိုကိစ္စတွေကတော့ဇက်တိုက်ဆိုလို့ဖြစ်ပေါ်နေမှာပါပဲဒီတစ်ခုပြေလည်သွားလဲနောက်တစ်ခုလာအောင်ပါပဲနောက်တစ်ခုပြေလည်လဲနောက်တစ်ခုလာအောင်ပါပဲရှင့်အဲ့တော့ဒီချာနေရဲ့ကိစ္စပေါ့နော်ဒီတော့အခုနောက်ထပ်ဖြစ်လာတဲ့ဆန္ဒပြပွဲကိုလည်းဘယ်လိုတွေညှိနှိုင်းကြမှာလဲဆိုတော့ကျမတို့ဆက်လက်ဆောင်ကြည့်ရမှာပေါ့ရှင်။အဲ့တော့ကျမနေနေကဟုတ်ပြီ2018တုန်းက လုံအားခါနဲ့ပတ်သက်ပြီးတော့အခြေခံလုံအားခါပေါ့နော်၄၈၀၀ကတတ်မှတ်ခဲ့တယ်အဲ့ဒီကနေမှနှစ်နှစ်တစ်ကြိမ်ဥပဒေမှာပါတဲ့အတိုင်းပြပြနော်နှစ်နှစ်တစ်ကြိမ်တရားပြန်စီစစ်ပြီးတော့လုံအားခါကိုကျွန်တော်တို့တိုးမြှင့်ပေးရမယ့်တာဝန်နိုင်ငံတော်မှာရှိတယ်ပြီးတော့၂၀၁၈ဟာဆိုရင် NDT အစိုးရလက်ထက်နော်သူတို့တွေ၂၀၁၈မှာ၂၀၁၈မှာဒီဥပဒေကိုပြဋ္ဌာန်းခဲ့တယ်နှစ်နှစ်ပြည့်တဲ့အချိန်မှာပေါ့နော်အခြေခံလုံခလာစာတွေကိုညှိနှိုင်းပြီးတော့တိုးမြှင့်ပေးရမယ့်အချိန်ကာလနှစ်နှစ်ပြည့်တဲ့အချိန်ကျတော့၂၀၂၀ရောက်သွားတယ် ဲ့ဒီမှာရွေးကောက်ပွဲဖြစ်ကောရွေးကောက်ပွဲဖြစ်တဲ့အချိန်ကျတော့မဲမတမမှုကြီးကဖြစ်သွားတယ်2020မှာမဲတမမဲမတမမှုဖြစ်တော့ပါတီတွေကတိုင်တယ်ဖြည့်ရှင်းပေးပါဆိုတော့မဖြည့်ရှင်းပေးဘူး NLD ကအတင်းတွေစွပ်ပြီးအာဏာရှင်ဖို့လုပ်တယ်ပြီးတော့တက်မတော်ကဂျားရဲကနေပြီးတော့သူ့တာဝန်နဲ့အညီဖြည့်ရှင်းပေးလိုက်တယ်ဆိုတဲ့ကိစ္စရဲ့နောက်မှာအစိုးရဝန်ထမ်းတွေအားလုံးစီရင်လုပ်ကြဆိုပြီးလှုံ့ဆော်ခဲ့ကြတာဘသူတွေလဲရှင့်တည်တော့2020မှာနိုင်ငံတော်ရဲ့လုံသားတွေရဲ့အခြေခံလစာကိုတိုးမြှင့်ပေးရမယ်အချိန်ကာလမှာစီရင်လုပ်လိုက်ကြတဲ့အတွက် အစိုးရဌာနတွေရဲ့ရန်ရရတွေအားလုံးကနှေးကွေးလေးလံကုန်နေရှင်အားလုံးမှတ်မိကြမယ်ထင်ပါတယ်နော်အတိတ်တော့မမေ့လောက်သေးထင်ပါတယ်နော်ခေါင်းကိုထိကိုက်သွားလို့အတိတ်မေ့သွားတော့ကျမလည်းမပြောတော့ဘူးပေါ့နော်ပုံမှန်ဆိုတော့မမှတ်မိစရာအကြောင်းမရှိဘူးလွန်ခဲ့တဲ့3လနှစ်ကဖြစ်ခဲ့တဲ့ကိစ္စလေးဟုတ်တယ်မလားဒီတော့ဘာဖြစ်လဲအစိုးရဝန်ထမ်းတွေစီရင်လုပ်ကြတယ်အစိုးရရဲ့ရန်ရရရေသွေးတစ်ခုထိကျဆင်းသွားတယ်နှေးကွေးသွားတဲ့အချိန်ကျတော့လုံသားတွေကိုအခြေခံလုံခလာစာတိုးမြင့်ပေးမဲ့လုပ်ငန်းစဉ်ကိုလုံမဲ့သူမရှိတော့ဘူးရှင် အဲ့ထက်အရေးကြီးတဲ့အရာတွေလိုက်လုံနေရတဲ့အတွက်အဲ့ဒီလုပ်ငန်းစဉ်ကိုလုံးမလို့မရှိတော့ဒီတော့2024ကျမှနည်းနည်းလေးတိုးပေးနိုင်တဲ့ကိစ္စလေးတွေအဆင်ဆင်ဖြစ်ပေါ်သွားတာရှင်။ဒါကြောင့်ကျွန်တော်တို့ကတစ်ခုခုဆိုအစိုးရကပဲပြစ်တင်တာမှားတယ်ရှင်။အစိုးရဆိုတာလည်းရှင်းပြရရင်ကျွန်တော်တို့လူသားတွေနဲ့ပဲလဲပတ်တဲ့ရန်ရပဲ။အဲ့ဒီလူသားတွေအလုံးမလုံနိုင်အောင်ဖန်တီးပြီးတော့မှပြဿနာဖြစ်လာတဲ့အချိန်မှာအစိုးရလက်ညှိုးထိုးမယ်ဆိုတော့စဉ်းစားကြည့်ပါဦးရှင်။အစိုးရဆိုတာကတက်မဲ့စကလုံးတစ်ခု။အစိုးရအဖွဲ့အစည်းတွေမှာပါဝင်ပတ်သက်နေတဲ့သူတွေကတက်ရှိရရှင်။ ဒီသက်ရှိတွေကိုစီရန်လောက်ကြပါအစိုးရညံ့ညံ့ရုပ်ပျက်စီရန်လောက်ကြပါဆိုတဲ့လူတွေက2018ကနေပြီးတော့နှစ်နှစ်တစ်ကြိမ်တိုးရမယ်အခြေခံလောက်ခလာစာတွေတိုးမြင့်မလာခြင်းရဲ့တရားခံတွေပဲရှင့်အလုံးသမားဝင်ကြီးဌာနတွေဒီဥပဒေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသိချကင်တွယ်မဲ့သူတွေအလုပ်ကောင်းကောင်းမလုပ်နိုင်အောင်ဖန်တီးခဲ့ကြတဲ့သူတွေကအခုကျမှအစိုးရကိုလက်ညှိုးထိုးတယ်ဆိုတော့တရားပါသလားရှင့်ခိုင်းကြရင်လူကြီးကကိုလုံးတဲ့ကိုလုံးလိုက်တဲ့လောက်ရက်ကပေါ့နော်ဘလောက်အတိုင်းတာဒီတာသွားလဲဆိုတော့မစင်စားကြဘူးရှင့်လွန်ခဲ့တဲ့2021ကလုတ်တဲ့ အမားကအခုချိန်ကြီးတက်ရောက်နေတော့မယ်ရှင်။နှစ်နှစ်တစ်ချိန်တိုးဝိမဲ့သူမရှိဘူး။အလုတ်တင်းပြည့်ချက်ပြည့်လုံနိုင်တဲ့အနေထားမရှိဘူး။အစိုးရကသူ့အတူရှုပ်နေပြီ။သူတို့ရှောင်းအောင်လုတ်လိုက်တာ။ဟုတ်တယ်နော်သူတို့ရှောင်းအောင်လုတ်လိုက်တာ။အစိုးရကသူ့အတူပြန်ဝင်စီဒီယန်တစ်မျိုး၊စီဒီယန်လုတ်သွားတာတစ်မျိုး။ဟိုရန်ဒီယာကြီးနှေးကွေးသွားတာတစ်မျိုး၊စီရေးစရာတစ်မျိုးနဲ့ဘယ်သူကမှဒီအလုတ်သမားတွေလောက်ခလာစာပုံမှန်တိုးမဲ့ကိစ္စကိုလှည့်မကြည့်နိုင်တော့ဘူး။အဲ့လိုဆိုတော့ တာဝန်ရှိတဲ့သူတွေဘာလို့လဲတာဝန်ဆိုတာရှူတတ်မှာပါနော်တချို့ကအစိုးရမှာပဲတာဝန်ရှိရတဲ့နာမဟုတ်ဘူးရှင့်အစိုးရလုပ်ငန်းစဉ်ကိုနှေးကိုရောင်လောက်လိုက်တဲ့သူတွေမှာလည်းတာဝန်ရှိပါတယ်အဲ့ဒီပြဿနာတွေကဇာတိုက်ဖြစ်နေမှာပဲဖြေရှင်းကြဖို့သာပြင်ထားလို့ပဲကျွန်မအနေနဲ့ပြောလိုက်ချင်ပါတော့တယ်ရှင့်ဒါကအစိုးရရန်တရားတစ်ခုလုံးပြက်စီအောင်လုပ်ခဲ့ကြတဲ့သူတွေခံစားရတဲ့စိုးကြိုးပါပဲရှင့်ဒါကျမတွေနဲ့လုံမဝင်ဌာနနဲ့ပတ်သက်ပြီးတော့ပြောသေးရနော်။ကျမ်းမာရေးဆိုရင်ပိုတော်ဆိုးသေးရဲ့ရှင့်။အချို့နယ်တွေမှာစေယုံတွေအတင်းပိတ်ခိုင်းခဲ့ကြတာ။စေယုံမရှိလို့တည်သွားတဲ့သူတွေအများကြီးပဲရှင့်။ ိုလှုပ်လိုက်တဲ့လှုပ်ရက်ကဘယ်လောက်ထိစိုးချိုးဖြစ်သွားလဲဆိုတော့စဉ်းစားတတ်ဖို့ပြောပြတာပါနော်နောက်တစ်ကြိမ်အဲ့လိုအမှားတွေမကျူးလွန်ပါနဲ့တော့ရှင့်အခုကျူးလွန်ထားတဲ့အမှားရဲ့ဖြစ်လာတဲ့အကုသိုလ်တော့မှရှင်တို့တန်တရားအဆက်ဆက်ခံရအောင်ပါလေထက်လုံမယ်ဆိုရင်ထက်ခံရမှာပေါ့တန်တရားအရန်ရှိသွားမှာဆိုလို့ပြောပြတာပါနော်အားကြောင့်လဲဆိုတော့လူဆိုတာကကိုလှုပ်တဲ့လှုပ်ရက်ပေါ်မှာကောင်းချိုးရှိတယ်ဆိုလဲကုသိုလ်တရားခံစားရမှာဖြစ်တယ်လို့စိုးချိုးရှိတယ်ဆိုလဲအကုသိုလ်တရားခံစားရမှာပဲရှင့်အထာသေးကြပါတယ်နော်ဒါကျမဘာသာတရားလေးနဲ့ပြောပြတာဖြစ်ပါတယ် ီတော့ကျမတို့နိုင်ငံရဲ့အခြေခံလောက်ခလာစာဟာပုံမှန်တိုးမြင့်မှသာဒီလိုပြဿနာတွေမဖြစ်မှာပါပုံမှန်မတိုးမြင့်ရင်တော့အခုလိုပဲပြဿနာတွေကနေ့စဉ်ရက်ဆက်ဆိုသလိုဖြစ်နေမယ်ဆိုတာကတော့သိကြပါပဲရှင်ဒီဘက်ပြည်သူများရှင်ကျမတို့တက်ဆက်ပေးမှာကတော့ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးပေါ့နော်အဲ့ဒါဘာလဲဆိုကျမတို့အရန်ကိုကြောက်ခဲ့တဲ့ကုကုပစ်ကုကုပစ်ပါရှင်သူ့နာမည်အတိအကျကျမခေါ်လို့မရအောင်ဘာကြောင့်လဲဆိုလူမှုကွန်ရက်တွေကသတင်းတက်ဆက်တဲ့ခါမှာပေါ့နော်ဒီကုကုပစ်ရဲ့အကြောင်းကိုထည့်ပြောတယ်ဆိုရင်သူက community standard အရာမညီညွတ်တဲ့ကိစ္စလေးဖြစ်တတ်တယ်ပေါ့နော်အဲ့တော့ကိုကိုဘိတ်လိုပဲခေါ်ရအောင်မရှင်ကိုကိုဘိတ်ဟာဆိုရင်အခုစင်ကာပူတရုတ်နဲ့ထိုင်းနိုင်ငံတွေမှာကူးစက်မှုမြင့်မာလာပြီနော်မြင့်မာလာတဲ့အခါမှာသူတို့အနေနဲ့ကတော့တည်တည်ချာချာပေါ့နော်ဟိုဒီယောဂါကိုခိန်းချုပ်ဖို့အတွက်စူးစမ်းနေတယ်အဲစင်ကာပူမှာဆိုရင်မေလအတွင်းမှာတဲ့ဒီယောဂဖြစ်ပွားမှုက28ရာခိုင်နှုန်းထိမြင့်တက်ခဲ့ပါရှင့်ခန့်မှန်းအဖြစ်ကူးစက်ခံရတာကပေါင်း၄000နဲ့300အထိရောက်ရှိခဲ့ပါရှင့်ဒီတော့ကိုကိုပိတ်ဟာဆိုရင်ထိုင်းနိုင်ငံကိုလည်းရောက်ရှိလာပြီဖြစ်တဲ့အတွက်မြန်မာနိုင်ငံကိုလည်းအချိန်မီရောက်ရှိလာနိုင်ပါရှင့် အခုဆိုရင်မြန်မာနိုင်ငံမှာဒီ2025လ2025မနက်8နာရီထုတ်ပြန်ချက် ပေါ့နော်နိုင်ငံတော်ကနေထုတ်ပြန်ထားရှိရဲ့ပြည်သူ့ကျန်းမာရေးဦးစီးဌာနကျန်းမာရေးဝန်ထမ်းကထုတ်ပြန်ထားဖြစ်ပါရှင့်ကိုကိုဘစ်လူနာတူတွေ့ရှိခဲ့ပါတယ်တွေ့ရှိခဲ့ရရှင့်လှိုင်းမြို့နယ်မှာဖြစ်ပါတယ်ဒီတော့တယောက်ရှိလာပြီးဖြစ်တဲ့အတွက်ဟိုအဆရှိတနောင်တောင်ဆိုသလိုပေါ့နော်ကူးစက်ပြန်ပွားမှုတွေဖြစ်နိုင်တဲ့အတွက်မိဘပြည်သူများသတိပြုဆင်ခြင်မှုတွေကျွန်မပြောပြရဖြစ်ပါရှင့် ဒါကအရန်ကြောက်စရာမလိုပါဘူးနော်ကျမတို့ကသူနဲ့ကပထမတစ်ချိန်စုံပြီးပြီဖြစ်တဲ့အတွက်ကျမတို့ကိုဥစားပေါ့ကိုကကိုဘယ်လိုမျိုးထိမ့်သိမ်းရမလဲဆောက်ရှောက်အောင်လဲဆိုတော့တီးပြီးသားလေးအိမ်နီးလန်းလေးကိုမတ်စတာမဲလက်စေးမဲကျမ်းမာရေးကောင်းအောင်နေမဲစသဖြင့်ပေါ့နော်ကိုကကိုအဖျားယောဂမဖြစ်အောင်လူစုလူဝေးရှောင်ရှားပါစသဖြင့်ပေါ့နော်ဒါလေးတွေကဒါတချင်းလေးတောင်ရှိရလေလူစုလူဝေးရှောင်ရှားပါပါလေအာနာစီချောင်းဆိုရင်အုတ်ထားပါကိုယ်ကြောက်ခုဆက်သွားတာလောဝလောဝမကောင်းပါမိမိကစကားခွဲပါအိတ်ချင်းလေးအောင်ရှိရလေ เนาะအဲ့တော့အဲ့ချင်းလေးကိုပြန်နှားထောင်ပါပြီးရဲ့အခါမှာကျမတို့လိုက်နာမယ်လုပ်ငန်းစဉ်တွေလုပ်ကြိုက်မှာလို့ပဲကျမပြောချင်ပါတယ်ရှင့်เนาะကျမအနေနဲ့ဆက်လက်တင်ဆက်ပေးမှာကကိုဗစ်ကတော့မှဘယ်စီနေတယ်မသိသေးဘူးတယောက်ပဲတွေ့သေးရပေါ့เนาะတယောက်ပဲတွေ့ရတဲ့အချိန်မှာအခုမန္တလေးသူမန္တလေးသားများစုံစည်းရဆိုရယ် Facebook group မှာရေးထားတဲ့ post တစ်ခုကိုကျမမြင်လိုက်တယ်ရှင့်အဲ့ဒါလေးကိုကျမပြောပြပေးမယ် ရေးထားတဲ့အကောင့်ပိုင်ရှင်ကတော့မန္တလေးသားလို့ထင်ပါရဲ့ရှင်သူရေးထားတာကမန္တလေးမြို့ပေါ်နဲ့တဲ့အခြားမြို့တွေမှာကိုဗစ်ကာလအတွင်းဝယ်ယူထားတဲ့40လီတာအောက်ဆီဂျင်အိုးတွေကိုတဲ့ထားဖို့နေရာခက်ခဲရှိရင်ဖြစ်စေအသုံးမလိုတော့ရင်ဖြစ်စေပြန်ရောင်းပါတဲ့ပြန်ရောင်းမယ်ဆိုတော့တလုံးကနေစပြီးအရေးအတွက်အများတီသူဝယ်ယူမယ်တဲ့တင်ဒီအောက်ဆီဂျင်အိုးတွေတင်သွင်းထားတဲ့လုပ်ငန်းရှင်ဘောစီတွေလည်းတဲ့အလုံးကြီးရာပိုင်းကိုတော့ရှင်လော့ပြက်ညှိနှိုင်းစေးနဲ့ရောင်းလို့ရဲဆိုသူ့စီကိုဆက်သွယ်ပေးပါဆိုပြီးပြောထားပါရဲ့ရှင်အောက်ဆီဂျင်အိုးတွေကိုစပြီးဝယ်နေကြပြီကျွန်မနိုင်ငံကလည်းခါကြရတယ်ဒီလား ဟိုတနိုင်ငံထဲသာနေကြတာတောင်တောင်ငယ်ညာမှုလည်းမရှိကြအောင်နော်ကိုဗစ်ကပဲစီနေမှမသိဘူးကိုဗစ်အတန်ကြာနေအောက်ဆီဂျင်အိုးကလိုအပ်ချက်တစ်ခုဆိုတာသိရတဲ့ဈေးကွက်စီးပွားရေးကိုပေါ်ဆောင်နေကြပြီရှင်ပြီးတော့ဒီလိုမျိုးတယောက်ထဲကနေပြီးတော့အောက်ဆီဂျင်အိုးတွေအများကြီးပိုင်ဆိုင်ဝယ်ယူထားမယ်ဆိုရင်တော့တကယ်သာဖြစ်ကြည့်ဈေးကြီးပေးပြီးသုံးရတော့မှာအရှင်ကြောက်ရှင်မလိုလားအပ်တဲ့သိဆုံးမှုတွေဒုက္ခရောက်မှုတွေဖြစ်တော့မှာရှင်ကျမနိုင်ငံမှာဘယ်လောက်ထိအောင်မှဟိုတော့ဒီကိုဗစ်ကိုအကြောင်းပြုပြီးတော့လုတ်ခဲ့လဲဆိုရင်မှတ်မိကြမှာပေါ့ရှင်2020ကိုဗစ်ကာလကြီးမှာ online က Facebook မှာရေးထားတဲ့ post တွေကျွန်တော်တို့သိမ်းထားပါတယ်ရှင်အဲ့ဒီတော့အကိုဘက်ကိုပေါ့နော်တက်တက်မတော်တဲ့မှာဆိုရင်သူကကောက်ွယ်စေးကြီးထိုးရတယ်ပြည်သူတွေလည်းထိုးရပါတယ်ဒါပေမဲ့ပြည်သူတွေကြားထဲမှာဘာလုပ်ခဲ့ကြလဲကိုဗစ်ကောက်ွယ်စေးမထိုးရ campaign လုပ်ခဲ့ကြရလေအဲ့တော့ကောက်ွယ်စေးမထိုးဘူးမထိုးတဲ့ခါကျတော့ရောက်ကောင်မှာတိတ်ဆုံးမှုပါဆိုရင်တော်တော်မြင့်တက်သွားခဲ့တယ်ဒါပြင်အောက်ဆီဂျင်အိုးထဲမှာလက်နက်ထည့်ပြီးသေးတယ်စဉ်းစားကြည့်ပါဦးရှင်ဘယ်လောက်ထိအောင်ရုပ်မာခဲ့လဲဆိုတာကိုယ့်ကိုမှတ်မိကြမယ်ထင်ပါတယ်ဒါကြောင့်ဒီလိုတိတ်ဆုံးမှုတွေဖြစ်တဲ့ခါမှာအစိုးရကလည်းညှို့ထိုးတယ်ရှင့်ဒီလိုကိစ္စတွေကမြန်မာနိုင်ငံသားတွေလုပ်ခဲ့တယ်ဆိုတာတကယ်သမိုင်းကြောင်းတွေရှိခဲ့တာ ပြန်တွေးချင်ရှက်ဖို့ကောင်းတယ်နော်အဲ့ဒါလောက်ခဲ့တယ်သူကရှက်ဖို့ကောင်းလဲရှင်ဒါပြင်နောက်တစ်ခုကပါလဲဆိုတော့ covid ကူးစက်သွားလို့ရှင် online မှာတင်ထားတယ်ကျမကလည်း covid ကူးစက်သွားတယ်ဒါကြောင့်တင်နှားရချီတော့အနံ့မရတော့ဘောနော်အဲ့တော့တဲ့စစ်တက်ထဲကသူနဲ့ခင်တာပေါ့နော်ခင်တော့သူကသူယောဂဖြစ်နေအချိန်မှာစစ်တက်ထဲကိုသွားပြီးတော့သွားလှယ်ပြီးတော့လည်းစစ်တက်ထဲကလူတွေဖြန့်လိုက်တယ်လေဆိုပြီးတော့အောက်တန်းစားဆက်ဆံလုပ်ခဲ့ကြတာရှင်ဒါပေမဲ့စစ်တက်ထဲကလူတွေကစိတ်ထိုးတာကြတော့ဘာမှမဖြစ်ဘူးလေအမောင်ဖြစ်ကြအောင်ကန်ကောင်းပါအဲ့တော့မှခေါ်ပြီးတော့အရေးယူတဲ့ကိစ္စတော့ဖြစ်ခဲ့သေးရဲ့ရှင်ကိုဗစ်ကိုတမင်လိုက်ဖြန့်တာနော် လူမှုကွန်ရက်မှာကျမတို့အများနဲ့မြင်နေပြီးတော့ဖြစ်လဲကိုဗစ်ကာလကြီးဆန္ဒပြကြတဲ့လူတွေအများကြီးလမ်းပေါ်ထွက်လာတဲ့လူတွေအားလုံးမျက်စိရည်မြင်အောင်ကြည့်ပါအောင်ဖြင့်တတိယနိုင်ငံမှာရန်ကုန်မြို့ကလူတွေသေသွားတာအများကြီးပဲအဲ့ဒီလူတွေမသေခင်အရှိပိုင်းမှာ2021ဆန္ဒပြဝယ်ကြီးကရန်ကုန်မှာဘလောက်ထိအောင်ဖြစ်ခဲ့လဲစဉ်းစားကြည့်ပါအောင်ကိုဗစ်ကာလနော်လူစုလူဝေးမလောက်ရတဲ့ကာလနော်ဆန္ဒကိုတနိုင်ငံလုံးနှိပါထွက်ပြကြတယ်ဆိုတော့ဒီနိုင်ငံကိုဗစ်မဖြစ်ခံနိုင်ဘူးလားရှင့်စမ်းကြည့်ပါအောင်ကိုလုတ်ခဲ့တဲ့လုတ်ရက်တွေမိနေကြလို့ပြောပြတာပါအဲ့တော့ဒီတစ်ခေါက်တော့မလုတ်ကြနဲ့တော့နော်လုတ်လို့ထပ်ပြီးတော့တိတ်ဆုံးနေဆိုရင်တော့ဒါနိုင်ငံတော်က အပြစ်တွေကတော့ခံရမှာပေါ့ရှင်သူကလည်းနိုင်ငံတော်ဖြစ်နေတာဟုတ်ဒီတော့နိုင်ငံတော်အစိုးရဆိုတော့အပြစ်တွေခံရမှာပဲဒါပေမဲ့သူကအပြစ်တွေခံရတာပဲရှိရတကယ်တိမ်မကိုတွေဆိုတာမမေ့နဲ့ရှင်အဲ့ဒီတော့ခုပြောချင်တယ်ကိုဗစ်ကစပြီးဖြစ်တဲ့အတွက်ကျမကြီးခုစိုက်ပါကိုကကိုဟိုကျမကြီးနဲ့ပတ်သက်ပြီးတော့လစ်လာလိုက်စားထားပါကာကွယ်ဆေးပါညာထိုးရမယ်လို့လည်းဆိုလဲအပြေးလေးသာထိုးထားကြပါရှင်ကိုဗစ်ကာကွယ်ဆေးမထိုးရကမ်ပိန်းတွေပါလုပ်နေပါနဲ့နော် နိလာတိတ်လို့ရှင်ကိုကတိတ်ရမှာအဲ့လေးကိုအကောင်းထဲမှာထည့်ထားပါရှင့်ဒါလေးကရေးကြည့်ပါတယ်ဒါကြောင့်ကျွန်မအနေနဲ့ဒီနေ့သတင်းလေးတွေကနေပြီးတော့ဒေသလေးပြောပြပေးတာဖြစ်ပါရဲ့ရှင့်ဒီမပြည်သူများရှင့်ကျွန်မခုကြညာပေးစင်တာကတော့သတင်းတူလေးတစ်ခုပါပဲရှင့်အဲ့ဒါလေးကတော့ကျောင်းအပ်နှံရေးသတင်းသက်ပတ်ဟာဆိုရင်စတင်ခဲ့ပြီဖြစ်ပါတယ်2025 2026ဘောနော်ပညာသင်နှစ်ရဲ့ကျောင်းအပ်နှံရေးသတင်းပတ်ကာလကိုမေလ22ရက်နေ့ပြီးတော့ဇွန်လ1ရက်နေ့ထိသတ်မှတ်လိုက်ပါပြီရှင့်ဒါကြောင့်ကျောင်းသားမိသားစုတွေအနေနဲ့ကျောင်းတက်လို့ရပါပြီရှင့်ဒီနေ့ကျောင်းအပ်ရာသီကတော့ နိုင်ငံတော်ကလည်းတေချာထုတ်ပြန်ထားပါတယ်နိုင်ငံတော်နှစ်တိုင်းထုတ်ပြန်ပါရှင့်အဓိကငွေကြေးကောက်ခံခြင်းမပြုအောင်ပေါ့နော်ပြီးတော့ကလေးတွေကိုကြောင်းတက်တဲ့အခါမှာအဆင်ပြေအောင်လို့ကြောင်းအသွင်းအထုပ်ကိစ္စလေးတွေမှာအတက်နိုင်ဆုံးပေါ့နော်မြ мян ဆန်ဆန်လေးနဲ့လွတ်လွတ်ကူကူပြုလုပ်ပေးဖို့အတွက်ကိုညွှန်ကြားထားပါရှင့်ကလေးတွေကြောင်းတက်တဲ့ရှားခိုင်လို့မြင့်တက်ဖို့အတွက်ကိုနိုင်ငံတော်ကလည်းစူးစမ်းရမယ်ဆီယမ်မတွေကလည်းစူးစမ်းရမယ် မိဘတွေကလည်းစူးစမ်းတယ်ចောင်းသားတွေကလည်းစူးစမ်းတယ်ရှင်အားလုံးကိုယ်စီစူးစမ်းမှចောင်းတက်မြောက်တဲ့ပေါ့เนาะចောင်းတက်တဲ့ရာခိုင်နှုန်းတိုးလာမှာဖြစ်ပါတယ်ကလေးတွေစာတန်ကန်းထဲရောက်မှာကလေးတွေဘဝတိုးတက်ရေးအတွက်ကအမှတ်ကချက်ရှိမှာလေဒါလေးကရေးကြည့်ပါရှင်အထက်ကလူရယ်လို့ဖြစ်လာပညာသင်ရမှာပဲလေဟုတ်တယ်မလားသူကပညာသင်ဖို့အတွက်ကိုကျမတို့ကဘတ်ပေါင်းဆောင်ကနေစူးစမ်းရမှာပါအဲ့တော့ဆရာဆရာမတွေအားလုံးပါဆိုရင်ငွေကြေးကောက်ခံတာမလုပ်ရဘူးလက်ဆောင်ပစ္စည်းလည်းလက်မခံရဘူးပြီးတော့အတန်းတစိမ့်ចောင်းတစိမ့်နဲ့ဘယ်ပစ္စည်းကိုမှရောင်းချခြင်းလည်းမပြုလုပ်ရဘူးဆိုပြီးနိုင်ငံတော်ညွှန်ကြားထားပါတယ်เนาะ ပြီးတော့ပညာဝင်ထဏအနေနဲ့လည်းကျောင်းအနှံနဲ့ကျောင်းသားကျောင်းသူတွေကိုကျောင်းသုံးဗလာစာအုပ်တွေပေါ်ပင်ခဲ့တဲ့ကျောင်းဝတ်စုံတွေကိုလည်းအခမဲ့ထောက်ပံ့ပေးမယ်လို့ပြောထားပြီးသားပါရှင့်ဆရာဆရာမတွေနဲ့ဒီကျောင်းမှာတာဝန်ရှိတဲ့သူတွေအနေနဲ့ကျောင်းလာကမိဘဆရာအသင်ကြီးအားကစားကြီးစာရေးကိရိယာကြီးနဲ့စာကြည့်တိုက်ကြီးအပါအဝင်ဘလို့အခကျင်းငွေကိုမှဘလို့ခေါင်းစဉ်ထဲမှာကောက်လို့မရပါဘူးနော်တကယ်လို့ကောက်မယ်ဆိုရင်ပညာဝင်ထဏဝင်ကြီးရုံးကိုအတိပေးတိုင်ကြားနိုင်ပြီးတော့ပညာဝင်ထဏကနေပြီးတော့ဒီအတိပေးတိုင်ကြားလာလို့ရှိရင်စစ်စစ်ပြီးတော့အရေးယူမှပြတ်ပါရှင့်ဒါကြောင့် ပတ်စံနဲ့ပေးစရာမလိုတဲ့အတွက်မိဘတွေကလည်းကြောင်းအပ်ပါဆရာမတွေကလည်းအတဏ္ဍာရေးဆုံးစီစဉ်ဆောင်ရွက်ပေးပါလို့ဒါကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင့်ကျွန်မအနေနဲ့တဆတ်တက်ပြောချင်တာကဆရာဆရာမတွေပေါ့နော်ဒီစာကြည့်လိုက်ကြည့်လို့ဘာလို့ညာလို့ပေါ့လေအဲ့ဒါနဲ့ပတ်သက်ပြီးတော့ပတ်စံကောက်ယူခွင့်မရှိဘူးဆိုနိုင်ငံတော်ကလည်းစာသင်ကျောင်းတွေမှာလိုအပ်တဲ့အရာတွေကိုအပြည့်အစုံလေးစီမံဆောင်ရွက်ပေးဖို့လိုပါတယ်ရှင့်နိုင်ငံတော်မှာပညာရေးဘတ်ဂျက်ဆိုတာရှိပါတယ်။အဲ့ဒီဘတ်ဂျက်ဟာဆိုရင်ဒီစာသင်ကျောင်းတွေကိုပေါ့နော်အပြည့်အဝစီစဉ်ပြီးတော့စာသင်ကျောင်းလိုအပ်ချက်အားလုံးကိုနိုင်ငံတော်လုပ်ပေးမှရမှာပါရှင့်။အိမ်တိုင်လိုပေါ့ရှင်။ဟုတ်တယ်မလား။အိမ်တော်ဦးစီးဆိုတာကအိမ်ရဲ့ ရှင်းမဲ့လုပ်ငန်းအားလုံးကိုတာဝန်ရှိရယ်ကိုကကိုယ့်ရဲ့သားသမီးတွေကိုဗိုက်ပြအောင်ထားထားတယ်အစဉ်ပြေအောင်ကျွေးမွေးဆောက်ရှောက်ထားတယ်ပေါ့နော်ခါလောက်အောင်ဆင်ထားတယ်ဆိုရင်ဒီသားသမီးတွေကအပြင်မှာထွက်ပြီးတော့မဟုတ်တမ်းတရားလုပ်ပြီးပတ်စံရှာစရာမလိုရှင့်အဲ့ဒါလေးတော့အရေးကြီးရယ်ပေါ့နော်အဲ့တော့အိမ်တော်ဦးစွေးနဲ့တူရဲ့နိုင်ငံတော်အစိုးရဟာဆိုရင်ကိုယ့်ရဲ့အိမ်သူအိမ်သားတွေဖြစ်တဲ့ဝန်ကြီးဌာနတွေကိုပြည်ပြေဆောင်အောင်လို့တော့ဖန်တီးပေးထားမှရမယ်ရှင့်เจ้านี่มาโลวัชัดดิอย่างมากပါတယ်အဓိကဆရာဆရာမတွေကခါချက်အိတ်ဆိုင်ပြီးလောရတဲ့ကိစ္စတွေလည်းရှိပါရဲ့ရှင့် ပတ်စံကောက်တယ်ဆိုတာတချို့ကတော့ကိုကျိုးအတွက်ကောက်ကြတာပေါ့နော်တချို့ကျတော့ចောင်းမှာတကယ်လိုအပ်ချက်ရှိလို့ကောက်ရတာရှိပါရှင့်ဒီလိုအခြေအနေလေးတွေဆိုတော့နိုင်ငံတော်ကဒါသူတို့လုတ်ကင်ပေးရမှာပေါ့နော်ဒါပြင်အောင်ကျမတို့ဆရာဆရာမတွေနဲ့နိုင်ငံတော်နဲ့ចောင်းလူចောင်းသားနဲ့မိဘနဲ့ဈားထဲမှာဖြစ်တဲ့ကြံစည်ကျူရှင်ထားတဲ့ကိစ္စပါဆရာဆရာမတွေကျူရှင်မထားကျူရှင်မတင်ဖို့အတွက်ပေါ့နိုင်ငံတော်ကနေပြီးညှော်ကြားထားတာမှန်နေရှင့်ဒါပေမဲ့ဆရာဆရာမတွေလောက်ခလာစားကသူတို့အတွက်လုံလောက်မှုရှိရလားဆိုတာကဝန်ကြီးဌာနအနေနဲ့မေးမြန်းကြည့်ဘူးပါသလားရှင့် မလောက်ငားတဲ့အတွက်ကျူရှင်တင်တာဟာမှားတယ်လို့ကျမတို့တော့ပြောဖို့ခက်နေရရှင့်။ကဲကြောင်လေ။ဒါပေမဲ့ကျူရှင်တင်တဲ့အခါမှာဆိုတော့ရှင်လူမျိုးမျိုးစိတ်ထွေထွေဖြစ်တဲ့အတွက်ချို့ဆီယမတွေကကိုကျူရှင်မတက်လို့ရှင်။ကလေးကိုရန်ရှာတဲ့ကိစ္စတွေလည်းဖြစ်တယ်။တချို့ကြတော့ကြောင်းမှာဆောက်ကောက်ကောက်မတင်ကျူရှင်ကြောင်းမှာမတင်လဲဆိုတဲ့ကိစ္စတွေပေါ့နော်။ဒါကတော့လူကအမျိုးမျိုးစိတ်အထွေထွေဖြစ်တဲ့အတွက်လိုပြဿနာဖြစ်မှာပဲ။အဲ့တော့ဝိထဏာအနေနဲ့ကတော့နိုင်ငံတော်အဆင့်စဉ်းစားတော့သူကကျူရှင်တင်တဲ့အတွက်လိုပြဿနာဖြစ်တာ။ဒါကြောင့်ကျူရှင်မတင်ရဆိုပြီးတော့သူကတော့စီကံချမှတ်လိုက်တာပေါ့။ဒါပေမဲ့ ဆီယမတွေဝင်ငွေရကြတော့ကျူရှင်ကမှမဟုတ်လို့ရှင်သူတို့ဘွားရက်တီလို့မရအောင်ဖြစ်နေရဲ့ရှင်ကျမောက်နိုင်ငံမှာပညာရေးဝင်ဌာနကပေါ့နော်ပညာရေးနဲ့သက်ဆိုင်တဲ့ဆီယမဆီယမတွေပေးထားတဲ့လောက်ခလာစာအရန်နေနေပါလားရှင်အရေးချင်းပြေးသွားတဲ့စာသင်ကြားတဲ့သူတွေဆီယမဆီယမကောင်းနေလိုချင်လို့ရှင်တော့နိုင်ငံတော့နည်းနည်းဘတ်ဂျက်ပို့သုံးမှဖြစ်မှာပါဆီယမဆီယမတွေလောက်ခလာစာသာမြင့်နေဆိုရင်သူများနိုင်ငံဆိုဆီယမဆီယမတွေလောက်ခလာစာကောင်းကောင်းပေးတယ်ဘာကြောင့်လဲဆိုတော့တနိုင်ငံလုံးရဲ့အနာဂတ်ကိုပြုစုပြောထားအောင်ပါဆရာဆရာမရေလေ သူတို့တင်ကြားပေးလိုက်တဲ့သူတွေကပဲနိုင်ငံကောင်းဆောင်နေနိုင်ငံတော်မှာအစိုးရတာဝန်ရှိတဲ့သူတွေဖြစ်လာမှာလေဒီတော့သူတို့ရေရှင်းရှိနေဖို့ဆိုတာကသူတို့ benefit လည်းပေးရတယ်ရှင့်အကျိုးပြန်လည်းပေးရတယ်အကျိုးပြန်မပေးဘဲနဲ့သူတို့တွေဒီလောက်ကိုဘလို့မှစိတ်နစ်ပြီးမလုပ်နိုင်ဘူးရှင့်တင်အားတွေမှာကိုယ့်ရဲ့စွမ်းဆောင်ရည်မြင့်မားစေဖို့အတွက်စူးစမ်းကြတယ်ဆိုရင်မဲ့ပတ်စံလူရှာနေရတဲ့အချိန်တွေတခုမှဘလို့လုပ်ပြီးတော့စွမ်းဆောင်ရည်မြင့်မားအောင်သူအချိန်ပေးနိုင်တော့မှာလေရှင့်ကျွရှင်တင်နေရတယ်ဆွမ်းဆောင်မြင့်မအောင်လုပ်တာနောက်မှာကျွရှင်ရင်တင်နေရတယ်။ဘာကြောင့်လဲဆိုတော့ကုမိသားစုကဒီအစိုးရဝန်ထမ်းလာတာနဲ့ဘလို့မှမလောက်လို့အဲ့ဒီမှာမလုံးဆက်ကိုကတ်နေရ ပေါ့နော်ဒီတော့ဆီယမတွေအနေနဲ့လည်းတန်းန်းတွေကလည်းအများကြီးတက်ရတယ်အဲ့တော့ကုံကြစိတ်ကလည်းရှိရဲ့ရှင်ဟိလာဆီယမအလုပ်ဆိုတာလကားမဟုတ်ဘူးလွဲကူနေရမဟုတ်ဘူးတော်တော်ဝါသနာပါမသာဒီအလုပ်မှာတော်တော်မြင်းမြင်းနဲ့နဲ့လုပ်နိုင်မယ်လို့ကျွန်မမြင်တယ်ကျွန်မအဲ့ဆီယမတွေပေါ့နော်လုပ်တဲ့အနေမှာအလုပ်ခန့်ကျွန်မဆိုလုံးဝမလုပ်နိုင်ဘူးတိတ်ကြတယ်လုံးဝမလုပ်နိုင်တက်တက်တက်နေစိတ်ဖိစီးလိုက်ရမယ်ဖြစ်ချင်းနော်တာသမီပေါင်းမြောင်များစွာအကျင့်ဆိုင်ပေါင်းမြောင်များစွာကလေးတွေလည်းထိန်းရတယ်ဒီကြားရဲ့ကြောင်းတာဝန်တွေကလည်းရှိသေးတယ်ရှင်ဒီကြားထဲမှာမှာဝင်းထဏနာကနေပြီးချပြီးရတချို့တော့မစ်ရှင်တွေကလည်းလောက်ပါသေးတယ် ကျောင်းတွင်းမှာလည်းပြဿနာတွေက16000အခုခေတ်ဆိုပို့ဆိုတယ်စစ်ကြောတက်တွေထင်းရလွဲတာမဟုတ်ဘူးရှင့်ကျောင်းကျကျောင်းသားတွေစေးသုံးတာရှိရဲဆေးလေးတောက်တာရှိရဲရင်ဖြစ်တာရှိရဲရှုဆရာမတွေဆိုလေကျောင်းကိတ်ဝမှာဆောက်ပြီးစစ်ကြောတက်ကျောင်းသားတွေလာလို့ရှင့်လွဲအိတ်တောင်ထိုင်းစစ်နေရတဲ့ဆရာမတွေရှိရဲရှင့်မကြလို့ကျောင်းထဲမှာရင်ဖြစ်မှာဆိုလို့အဲ့လိုမျိုးတွေပေါ့နော်အဲ့လိုမျိုးလုပ်နေရတဲ့ဆရာဆရာမတွေအတင်းတွေကလောက်ခလာစားကလည်းရန်နေတဲ့ခါကြတော့ သူတို့လောက်ထဲမှာပဲစိတ်နဲ့နိုင်မှာတော့မလဲရှင်ကျွန်မပြောချင်တာလေဒီတော့ကျွန်မတို့ကနောက်ထပ်နောက်ထပ်အစိုးရကြီးတက်ရင်တော့ပညာရေးဌာနကပေါ့နော်ပညာရေးဝန်ထမ်းတွေရဲ့လောက်ခလာစာကိုတော့ကျွန်မတို့ကအဆင့်တစ်ခုထိရောက်အောင်တုံးပြင်ပေးနိုင်မှုလို့တယ်ပြီးတော့ပညာရေးမှာပေါ့နော်လောက်လောက်တဲ့ဝန်ထမ်းတွေကိုကျွန်မတို့ကဟိုရှင်နေပေးပြီးတော့တုံးတာမျိုးပေါ့နော်ကိုယ့်အိမ်ကနေကြောက်အောင်သွားတဲ့အခါကားလေးနဲ့လာနိုင်အောင်ပေါ့သူတို့တို့အန်ဒီရယ်လည်းရှိရလေခေအခြေအနေရဟုတ်တယ်မလားဆီယမအနေနဲ့လမ်းခီးမှာအန်ဒီရယ်တစ်ခုခုဖြစ်သွားနိုင်တယ်ဟိုတန်းပတ်သမားတွေကဆီယမတွေကနေလောက်ကြံနေတာနော်ဒီတော့ ကားလေးတွေပေးစီတာမျိုးဒါရပိုင်ခွင့်ပေါ့နော်အသုံးပြုပိုင်ခွင့်ပေါ့ရှင်နိုင်ငံတော်မှာပြ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 တာပါအဲ့တော့အဲ့လိုကိစ္စလေးတွေစီမံပေးနိုင်မယ်ဆိုတော့တင့်တော်ရလို့ထင်ပါရှင်ဒါကြောင့်အဲ့ရာဒီမှာဆီယမားတွေခက်ခဲကျွန်မပြောပြတာပါအခက်ခဲကတော့အားလုံးရှိရယ်ဆိုမယ်ဆီယမားတွေခက်ခဲလူတွေကမေ့နေကြတယ်ရှင်တင်ပြပြဖို့အတွက်မေ့နေရပေါ့နော်အော်တခုခုဆိုဆီယမားတွေကိုပဲလက်ညှိုးထိုးပြီးတော့ပြောဆိုနေတာကကြာလာတော့ကျွန်မတို့နိုင်ငံကဆီယမားဆီယမားတွေအားလုံးကစိတ်တက်ရုပ်ဆိုးနေတယ်လို့ပုံစံမျိုးတွေပေါက်စီတာအမှန်အလို့မဟုတ်ဘူးရှင်ကျွန်မတို့နိုင်ငံမှာနာသုံးတာနဲ့ပြည့်စုံတဲ့ဆီယမားဆီယမားတွေအများကြီး ဒါပေမဲ့သူတို့ခက်ခဲရောက်ကြအောင်တင်ပြပေးမဲ့သူကမရှိဘူးဖြစ်နေရဲ့ရှင်။ဒါကြောင့်ကျွန်မအနေနဲ့တေချာလေးမေးမြန်းရှာဖွေပြီးနက်နက်ချွတ်ချွတ်တင်ပြပေးရဖြစ်ပါရဲ့ရှင်။ကျွန်မတို့ကဆီယမတွေကိုလည်းနားလည်ပေးမှဆီယမတွေခက်ခဲလို့လည်းဖြည့်ရှင်းပေးမှပညာရေးကဏ္ဍတို့တက်ပါရှင်။ဘာကြောင့်လဲဆိုတော့ပညာရေးကဏ္ဍတစ်ခုလုံးကိုတေချာလဲပတ်နေရတာဒီဆရာဆီယမတွေပဲရှင်။ဒါကြောင့်သူတို့တန်ဖို့မမေ့ပါနဲ့။မိဘတွေကလည်းဆရာဆီယမတွေပုံမှာစော်ကားတာမျိုးကိုလက်လွတ်စပယ်မပြုတ်လို့စင်တင်ပါအောင်ရှင်။ တခုခုအဆင်မပြေညှိနေနိုင်ပြောပါကျမတို့ကိုယ်တိုင်ကဆရာအကုန်ကိုပြက်စီအောင်လုပ်ရပါချင်ဒါကြောင့်ဆရာဆရာမအင်းလေးနဲ့လည်းစိတ်ချမ်းသာတဲ့လုပ်ငန်းခွင်လေးရရှိလာမှာပါကျမတို့အားလုံးနားလည်မှုနဲ့ဖြတ်သန်းမှသာပညာရေးကဏ္ဍတိုးတက်မှာပါရှင့်ဒါလေးကိုကျမတင်းသုံးသက်ချက်လေးနဲ့ပြောပြလိုက်ပါသေးရှင်မိဘပြည်သူများရှင့်ကျမခုပြဆက်ပေးမှာကတော့ကျမနိုင်ငံရဲ့ကိစ္စလို့လည်းပြောလို့ရတယ်ထိုင်းနိုင်ငံကိစ္စလို့လည်းပြောလို့ရတယ်အမှုလေးတစ်ခုဖြစ်ပါရှင့်အမှုဆိုတာထက်ဥစ္စာပေါ်ဖြစ်စဉ်လေးတစ်ခုပေါ့နော်မိဘပြည်သူတို့သိရတဲ့အတိုင်းပါပဲမြေရှားတတ်တူဆိုတော့ကတေးချစွာစီးငံကန်းနဲ့မထုတ်ဘူးဆိုတော့ဘဝပုံလေးချင်းကိုစိုးဝါဆိုတာပြသစီစေပါရှင့် ဒီမြေရှားတပ်တို့ကိုရှမ်းပြည်နယ်အရှေ့ပိုင်းမှာ UWSA အဖွဲ့နဲ့ပူးပေါင်းပြီးတော့တရားမဝင်ထုတ်နေတဲ့ကိစ္စတွေကိုစစ်မှန်နေတင်ဆက်ထားပါတယ်၁၉ရက်၅လပေါ့နော်၂025မှာဆိုရင်ဒီတကူကောင်းသမားများနဲ့မြေရှားတပ်တို့လောက်ကွက်များဆိုပြီးတော့ကျွန်မသတင်းလေးနေတင်ဆက်ခဲ့ပါသေးရဲ့ရှင့်အတိအကျနေပြီးတော့ခုဆက်လက်သိရှိတာလေးကျွန်မတင်ဆက်ပေးပါမယ်ရှမ်းပြည်နယ်အရှေ့ပိုင်းမိုင်းဆက်မြို့နယ်မိုင်းရန်ဒေသမှာဆိုရင်မြေရှားတပ်တို့တူးနေကြတာကိုဒီထိုင်းနိုင်ငံကနိုင်ငံသားတွေထိုင်းပြည်သူတွေပေါ့နော်ထိုင်းပြည်သူတွေကဂျိုရုတပ်ပုံတွေနဲ့တဆင်တိသွားကြရဲ့ရှင့်သူတို့ကအရှင်းပြောရင်နေမန်နေရဲ့သူဟာစာနီးပညာနဲ့ လှမ်းနေတယ်ပေါ့နော်ဒီတော့သူတို့ရဲ့ပတ်ဝန်းကျင်မှာဘာတွေဖြစ်နေလဲဆိုတော့သူတို့အဲ့လိုမျိုးလေးလာစူးစမ်းမှုတွေပြုလုပ်ပါရှင့်ဒီလိုသိသွားတဲ့အခါမှာဆိုရင်သူတို့ကဒီတရုတ်နိုင်ငံကိုလည်းစာရေးသားပေးပို့ပြီးကန့်ကွက်တာရှယ်ပေါ့နော်ဟိုတရုတ်နိုင်ငံကိုပို့ရတဲ့အကြောင်းရင်းကဒီမြေရှားလောက်ကွက်တွေမှာတရုတ်နိုင်ငံသားတွေပါဝင်နေရဲဆိုတာသူတို့သိလို့ပေါ့ဟုတ်တယ်မှာသူတို့သိလို့သူတို့ပို့တာလေအဲ့တော့တရုတ်နိုင်ငံကတော့ဘာမှပြန်ပြီးအကြောင်းပြန်တာမရှိဘူးလို့သိရပါရှင့် သူတို့ဖြစ်တဲ့ဖြစ်စဉ်လေးကိုကျွန်တော်ရင်ဆုံးရှင်းပြမယ်ပေါ့နော်မိုင်းဆက်မြို့နယ်မိုင်းရန်ဒေသမှာဆိုရင်နေရှားတပ်တုတွင်းနေရနတ်ခုံမြစ်အတွင်းအစိတ်တွေဆွန့်ထုတ်နေပါရှင့်မိုင်းဆက်မြို့ဆိုတာကတော့ထိုင်းနိုင်ငံဇက်ကနေပြီးတော့25ကီလိုမီတာကန်သာကွာဝေးတဲ့နေရာမှာရှိပါတယ်အဲ့ဒီမိုင်းဆက်မြို့တောင်ဘက်မိုင်းယွန်းဒေသမှာဆိုရင်လည်းရွှေနဲ့နေရှားတပ်တုတူးဖော်မှုတွေကအရင်ကတည်းကရှိပါတယ် အဲ့ဒီကနေစွန့်ပစ်ပစ္စည်းတွေကြောင့်ထိုင်းနိုင်ငံအတွင်းဖြတ်တန်းစီးဆင်းသွားတဲ့နတ်ခုံမြင့်ရဲ့အရှိသွေးကဆိုးဝါးစွာကြာဆင်းလာတာကိုဒေသခံများသတိပြုမိကြပါရှင့်အဲ့လိုသတိပြုမိတဲ့အတွက်သူတို့ဟာထိုင်းဆိုးရွားကိုတိုင်ကြခဲ့ပါတယ်ထိုင်းဆိုးရွားတောင်ဝင်ရှိသူတွေကချင်းရိုက်ခရိုင်အတွင်းမှာဖြတ်တန်းသွားတဲ့နတ်ခုံမြင့်နဲ့မဲဟုတ်ချောင်းကနေရေနမူနာတွေကိုတက်ခွဲဆန်းသတ်မှုတွေဖြစ်လုပ်ခဲ့ပါရှင့် တို့နိုင်ငံအစိုးရအဲ့တခုတော့လေးစားဖို့ကောင်းတယ်ပြည်သူတွေကပြောလာချက်ချင်းလာပြီးစစ်ဆေးပေးရလေးပေါ့နော်အဲ့လိုစစ်ဆေးလိုက်တဲ့တကွဲဆန်းတက်လိုက်တဲ့ခါမှာဆိုရင်အာဆင်းနဲ့ပါဝင်မှုကတတ်မှတ်ဆန်တော့ထက်လွန်ကဲနေတာတွေ့ရှိရပါတယ်တဲ့ဒါအပြင်မဲကောင်မြင့်အတွင်းကငခုတွေမှာဆိုလဲအနီရောအဆက်ပြတ်ပြီးတွေ့ရှိတယ်ပေါ့နော်ဘဝပေါ်ဝင်ခြင်းရဆိုးဝါးစွာပြည့်စင်းနေရဆိုတဲ့ကိစ္စရောက်ကိုတို့က ဟိုဒီတော့ခွဲစံတက်မှုတွေကလည်းတိနေတာပေါ့ရှင်ဒါကြောင့်စံတက်စစ်စစ်တွေတိသွားတယ်အဲ့လိုတိသွားပြီးရခါမှာဆိုရင်မေလ19ရက်နေ့မှာထိုင်းနိုင်ငံချင်းရမြို့မှာရှိတဲ့ရပ်ဘက်ဖွဲ့စည်းတဲ့တဘာပေါ်ဝင်ကျင်းထိုင်းနိုင်ငံကျွမ်းကျင်ပညာရှင်တွေစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ဒေသခံတွေတွေ့ဆုံခဲ့တယ်ပြီးရခါမှာနတ်ခုံမြင့်မဲဆိုင်ချောင်းမဲဟုတ်ချောင်းနဲ့မဲခေါင်မြင့်ရီထဲမှာအာဆင်နစ်ပါဝင်မှုတမတ်ဆန်တို့ထက်လွန်ကဲနေတဲ့အခြေအနေကိုသူတို့ဟာဆိုရင်ဆွေးနွေးခဲ့ကြပါရှင့်အဲ့လိုဆွေးနွေးပြီးတော့အဖြေရှာတယ်အဖြေရှာပြီးရခါမှာအခုလာမဲ့ဇွန်လ9ရက်နေ့မှာကြာရောက်မဲ့ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့မှာဆိုရင်နန်းခုံမြင့်အနီးမှာနေထိုင်တဲ့ ထိုင်းဒေသခံလူဦးရေတထောင်ခန့်စစ်ဝေးပြီးတော့ဗောနော်ဒီမြေရှားတပ်တူထုတ်လုပ်နေတဲ့ကိစ္စကိုဆန္ဒပြသွားမယ်ဆိုပြီးပြောကြားထားပါတယ်ရှင့်ဒါပြင်ချင်းရခိုင်ရန်ကသဘောပေါ်ဝင်ချိန်ထိန်းသိမ်းကျွမ်းကျင်ပညာရှင်တွေကလည်းကုလသမဂ UNDP နဲ့ UNICEF ကဲ့သို့ပေါ်တော့နိုင်ငံတကာဖွဲ့စည်းနေညှိနှိုင်းပြီးတော့ဒီကိစ္စကိုဆောင်ရွက်သွားမယ်ဆိုပြီးတော့သတင်းလေးတက်လာပါတယ်ရှင့်။ထိုင်းနိုင်ငံရဲ့ပြည်သူတွေကတော့အဲ့တခုကတော့သိဉာဏ်မြင့်မားပါတယ်။ကိုယ့်ရဲ့နေထိုင်ရာအတိုင်းမျိုးကအစိတ်သက်နေပြီဆိုတော့သိရတယ်ချက်ချင်းအစိုးရနဲ့ဆက်သွယ်တယ်ပြီးတော့ပြည်သူတွေကနေပြီးတော့ပေါ့နော်။မှန်ကန်တဲ့နည်းလမ်းတွေနဲ့တုံ့ပြန်နိုင်မှုတွေစူးစမ်းပါတယ်ရှင့်။ ဒီကဒီနေရှားတက်တူထုတ်တယ်ဆိုတော့ကိစ္စကကျွန်မအဲ့ဒီသတင်းမှာပဲပြောပြပြီးသွားပါပြီ။ကိုယ့်နိုင်ငံတနိုင်ငံနဲ့စိုးချိုးဖြစ်မှာမဟုတ်ဘူး။အိနီးချင်းနိုင်ငံတွေပါဖြစ်လာမှာ။ဒီကအိနီးချင်းနိုင်ငံတွေကအနေနဲ့ဖြစ်မဲ့ကိစ္စကိုသိသွားပြီ။သိသွားတော့သူတို့တောက်ပြန်နေကြပြီ။ကျွန်မတို့နိုင်ငံဘာလို့မှလဲရှင်။နေရှားတက်တူကိုအခုဆိုအကြီးကျယ်ထုတ်နေကြတာ။နေရှားတက်တူတံမိုးကလည်းမနေဘူးရှင်။တတော်ကိုဥစားတံမိုးကြည့်ရပေါ့နော်။ဒါကြောင့်လက်နက်ကင်ကဦးစီးပြီးထုတ်နေတော့ဒီဘက်ဆန်ကျသူတို့စီရောက်တာပေါ့ရှင်။သူတို့စီရောက်တော့သူတို့ကဘာဖြစ်လဲ။သူတို့လုပ်ငန်းတွေကျန်းကျန်းမှုတွေတုံးချတာပေါ့ရှင်။လက်နက်တွေဝယ်မယ်။လူသစ်တွေစုဆောင်းမယ်။ သူတို့အင်အားကြီးရဲ့အချိန်ကြတော့နောက်ဆုံးထိခိုက်မှာဘာလို့လဲရှင်နိုင်ငံတော်နဲ့တက်မလို့ပဲထိခိုက်တာလေနိုင်ငံတော်ရဲ့အေဂျင့်မှုပဲထိခိုက်တာလေနိုင်ငံတော်အကျိုးစီးပွားပဲထိခိုက်တာလေကျမောက်နိုင်ငံမှာကတဘာတဘာဝတင်ရန်ဇာတာတွေရမ်းများတဲ့နိုင်ငံမှာနော်ဒါပေမဲ့အဲ့တဘာဝတင်ရန်ဇာတာတွေထုတ်ပြီးရခါမှာနိုင်ငံတော်ရဲ့တိုးတက်ရာတိုးတက်ကြောင်းကိုလုံရမယ်အစားလက်နက်ကင်တွေကပဲထုတ်ပြီးတော့အတိုင်းပြည်မတည်ငြိမ်အောင်လုပ်နေကြတာလည်းတော်တော်ကန်ဆိုးတဲ့ကိစ္စပါပဲရှင့်တော်တော်ကိုလွဲချော်နေတဲ့ကိစ္စပါပဲနော်မြေချတတ်သူဆိုတာကျမောက်နိုင်ငံမှာ၃နေရာမှာထွက်တယ်ရှင့် ကချင်ပြည်နယ်ရှမ်းပြည်နယ်မွန်ပြည်နယ်ပေါ့နော်အဲ့ဒီဒေသတွေမှာထွက်တယ်မြေရှားတပ်တို့ကပတ်စံတအားရတာဒါပေမဲ့ဒီပတ်စံတွေဟာနိုင်ငံတော်တိုးတက်ရေးကိုတပြားမှရောက်မလာဘူးဆိုရင်ဒီပတ်စံတွေကစိုးကျိုးသွားမယ့်နေရာပဲရှိရလေဒီတော့ဒီပတ်စံတွေများများထွက်လေတိုင်းပြည်များများပြက်လေပေါ့ရှင်ဒါပဲရှိရပဲကျမတို့ကတန်မိုးရှိတဲ့အရာပေါ်မှာဖင်ခုထိုင်နာတာတော့မှဒီအရာကိုစားသုံးဖို့အတွက်မထိုက်တန်ကြဘူးလားမသိဘူးနော်ကျမနိုင်ငံမှာ ကံဖို့ရှိတဲ့အရာတွေအများကြီးပဲကျမတို့ကံတရားကြောင့်ပေါ့နော်ရှေးတိတ်ကုသိုလ်ကံနဲ့တူပါတယ်ကျမတို့မြန်မာနိုင်ငံလေတံမိုးရှိတဲ့တဘာတဘာဝအဲ့လိုတွင်းတွက်တွေရေသနာတွေပေါ့နော်အဲ့လိုရှားပါတတ်တူတွေရှိရဲ့ရှင်ပြီးတော့ဓာတ်မွေတိုက်တွေရှိရဲ့ရှိရဲ့အများကြီးရှိရဲ့ဒါပေမဲ့အရာတွေကိုထုတ်ယူလိုက်တဲ့အခါမှာတနိုင်ကံလုံးအတိုင်းတာနဲ့မျှဝေသုံးဆွဲခံစားခွင့်ဆိုတာကတော့ကျမတို့မှာပျောက်ဆုံးနေတယ်ရှင်ပျောက်ဆုံးနေတယ်လူတစုအဖွဲ့အစည်းတစ်ခုပေါ့နော်အဲ့ဒါတွေကပဲခံစားပြီးတော့တိုင်းပြည်ကိုဖျက်ဆီးနေကြတာဟာ ကျမတို့နိုင်ငံသားတွေကံဆိုးမှုပါပဲရှင့်ကျမတို့ဟိုပုံမင်လို့ဖြစ်နေရပေါ့နော်ကံကောင်းလို့လင်းပြန်စီးရတယ်ကံဆိုးတော့လင်းရပြတ်ကြပြန်တယ်ပေါ့နော်ကံကံကောင်းတော့အောက်မှာကောက်ရိုးပုံဖြစ်နေရယ်ကံဆိုတော့ကောက်ရိုးပုံထဲမှာကဘာဖြစ်လဲဥစားတန်ချောင်းနေထောင်ထားတယ်ဆိုတော့ဖြစ်နေပြီနောက်ဆုံးကျတော့တရားပေါ့ရှင်ဇလန်းရတော့အဲ့လိုဖြစ်နေရယ်ကျမတို့နိုင်ငံကံကောင်းခြင်းတော့တဘာပဝင်ခြင်းမှာတဘာဝမှာပေးထားတဲ့တန်မိုးရှိရဲ့အရာတွေကျမတို့ပိုင်ဆိုင်ထားတယ်။တန်အဆိုးကျင်တော့ဒီအရာတွေကျမတို့သုံးဆွဲခွင့်မရှိဘူး။ ော်နော်အဲ့လိုဖြစ်နေရဲ့ရှင်ဇလန်းနေရလေးဒီလားနောက်ဆုံးကျတော့ဘာဖြစ်လဲကျမနိုင်ငံမှာပျက်စီးရခြင်းဒီလားတဘာဝပျက်စီးရများများထုတ်လေတိုင်းပြည်ကမတည်ငြိမ်လေဒီကောင်းဒီထားပဲလောက်တာလေပရတဲ့ပတ်စံနဲ့လက်နက်ဝယ်မယ်လူစုမယ်ဟိုပြည်နယ်ခွတ်ထုတ်ခွင့်ကြီးစူးစမ်းမယ်စစ်တိုက်မယ်ဒါပဲရှိရာ ဒါနဲ့တဘာတဘာဝမှာအဲ့လိုမျိုးထုံယူတာများတော့လေတဘာပုံမှန်ရှင်ကပျက်စီးတော့ကျမတို့ကစစ်တန်းကြောက်လည်းပျက်စီးတဘာပုံမှန်ရှင်ပျက်စီးလို့လည်းပျက်စီးဆိုတော့မြန်မာနိုင်ငံမှာလူမကြံမှာတော့လေနောက်တဲ့နှစ်ပေါင်းများစွာကြာလို့ရှင့်အဲ့လိုဖြစ်နေလေရှင့်အဲ့လိုတော့ရှိရပါတော့ဒီတော့ကျမတို့ကအများဆုံးဖိနှိပ်မှုလို့တယ်ဒါကလည်းပြည်တော်စုမှာတာဝန်ရှိရတဲ့အတွက်ကျမပြည်တော်စုပဲတင်ပြတာဖြစ်ပါရဲ့ရှင့်ပြည်တော်စုရဲ့ပိုင်ဆိုင်မှုတွေကိုအဲ့လိုမျိုးအဖွဲ့အစည်းတစ်ခုလူပုဂ္ဂိုလ်တဦးပေါ့နော်ပြီးတော့နိုင်ငံသားတရားမဝင်လုပ်တဲ့သူတွေဒါတွေစုပေါင်းပြီးထုတ်နေတာကကျမတို့နိုင်ငံအတွက်ကတော်တော်ကို ဆုံးရှုံးမှုတွေများနေပါတယ်ဒါကြောင့်ဒါလေးတွေအမြန်ဆုံးဖြစ်ပြနိုင်ပါစေလို့လည်းကျွန်မအနေနဲ့တိုက်တွန်းချင်ပါတယ်ရှင်ကျွန်မတို့ဒီထက်ပိုပြီးတော့ဘာမှပြောနိုင်စွာမရှိရတော့လဲစိတ်မကောင်းပါအောင်ရှင်မိဘပြည်သူများရှင်ကျွန်မပြောတဲ့သတင်းလေးအရန်ရှေ့သွားမှဆိုလို့ဒီနေ့မှတလောင်းနေပဲရန်သားပြစီရှင်ကျွန်မတရေတင်ဆက်မှုလေးကိုအမြဲတမ်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးဆက်ချမ်းသာကိုကြားမှာကြပါစေလို့ကျွန်မတို့ Prime Media မိသားစုမှစုတောင်းမြတ်တာပို့သလိုက်ရပါတယ်ရှင်